ရခိုင်ကမြို့နယ်တချို့မှာစီးပွားဖြစ်လောင်ကစားတွေပြုလုပ်လာတာကို တွေ့ရှိလာရတဲ့အတွက်အရက်ခပြည်သူတော်လှန်ရေးအစိုးရကတားမြစ်ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ရခိုင်မှာစီးပွားဖြစ်ဖေးကစားတာဒိုးဆက်ကစားတာအပါအဝင်တခြားလောင်ကစားပြုလုပ်တာတွေမပြုလုပ်ကြဘို့မြို့နယ်တချို့မှာအရက်ခပြည်သူတော်လှန်ရေးအစိုးရရဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာနတွေကအခုရက်ပိုင်းအတွင်းမှာဆော်အော်နေပြီလို့ဆိုပါတယ်။ စီဝါဖြင့်လောင်းကစားပြုလုပ်တာဟာမိသားစုတွေရဲ့စီဝါကိုပျက်စီးနိုင်တဲ့အတွက်ကြောင့်အခုလိုကန့်သက်လိုက်တာကောင်းနေလို့ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ကိုစောစောထွန်းကပြောပါရယ်လုံချုံရင်အယစိုးရင်နေကြရှင်မိဘပြည်သူတွေရဲ့စားဝတ်နေရေးအလွန်ခက်ခဲနေချိန်မှာဝိသမလောဘသားတွေရဲ့စင်ကြင်ုံတရားမထားဘဲစီးပွားဖြစ်လောင်ကျဲထက်ကဖေးကစားတာဒိုးဆက်ကစားတာတွေအပါအဝင်တခြားနီလန်းတွေနဲ့လောင်ကစားပြုလုပ်နေကြတာတွေကိုလွေလာတွေ့ရှိရတယ်လို့ ေသဆိုင်ရာအုပ်ချုပ်ရေးဌာနတွေရဲ့အခုရပိုင်းထုတ်ပြန်ချက်တချို့မှာရေးသားထားပါတယ်။အဲဒီလောင်းကစားပြုလုပ်တာကိုမြို့နယ်တချို့မှာတာဝန်ရှိသူတွေကစော်အော်ရာတတိပေးတာတွေကိုပြုလုပ်ထားပြီးလိုင်းနာမုံမရှိသူတွေကိုတော့တီစီဥပဒေအရထိရောက်စွာအရေးယူသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။